ဝက်ချန်ပေါက်တက်တဲ့အသားရည်အတွက်ဒီနေရောင်ခြေကာွယ်ဆေးဆိုတာကမရှိမဖြစ်လိုအပ်ပါတယ်အဲဝက်ချန်ကုသတဲ့စီမာသုံးတဲ့ဆေးတွေဥပမာဒီအဲပတိစီဝါဆေးတွေဖြစ်တဲ့အဲဒေါစီဆိုင်ကလင်းတို့နောက်တစ်ခုက retinoid လို့ခေါ်တဲ့ isotretinoin လို့ဒီလိုဆေးတိမ်ကကြတော့နေအောင်ကြီးနဲ့ထိတဲ့ခါမျိုးကြလို့ရှိရင်ဓာတ်ပြုတ်တယ်။အဲ့တော့ photosensitization လို့ခေါ်တယ်။အဲ့တော့ဒီဟာမျိုးမဖြစ်အောင်လို့ဝက်ချံနဲ့ပုံမဆိုးစေအောင်ဝက်ချံမှာကုသတဲ့ဆေးတွေကြောင့်လည်းအဲနီရဲတာတို့ဒီလိုမျိုးခြောက်သွေ့တာတို့ဖြစ်အောင်ဆိုတော့ sunscreen ကနေအောင်ကာကွယ်ဆေးကမဖြစ်မနေလို့အပ်တယ်။အဲ့ဒါဆိုတော့ဝက်ချံသမားတွေကနေအောင်ကာကွယ်ဆေးကဘယ်လိုဟာမျိုးသုံးရင်ကောင်းလဲ။အဲ့တော့ဘူးခွန်မှာကြည့်လိုက် ဘူးခုမှာပါပါမလဲဆိုတော့ non comedogenic ဆိုတဲ့ဟာပါမယ်ဒါမှမဟုတ်ရင် wi free ဆိုတဲ့ဟာပါမယ်ဒါမှမဟုတ်ရင်လည်းသူ့ရဲ့အညွန်သူ့ရဲ့အမျိုးအစားက non comedogenic wi free ဆိုတဲ့ဟာပါမယ်နောက်တစ်ခုကတော့ spf ပေါ့ spf ကကြတော့အမြင့်ကြီးတွေတုံးစရာမလိုဘူးအဲကန့်ချိသွားမယ်ဟာဆိုရင်တော့တမျိုးပေါ့ကန့်ချိမသွားအောင်ဆိုလို့ရှိရင်တော့ SPF 30တုံးလို့ရတယ်ဈေးကွက်တယ်မှာနည်းနည်းတော့ရှာတယ်နောက်တစ်ခါ SPF 50တုံးလို့ရတယ် နောက်ဘဲချိန်မှလင်းရမယ်ပေါ့ဘဲချိန်မှလင်းရမယ်ဆိုအပြင်မထွက်ခင်အဲ့တော့နေရောင်ကလင်းစေးဆိုတော့တချို့ကထင်ကြတယ်အဲနေကြဲကြဲတောက်ပူမှအဲလင်းရမယ်လို့ထင်ကြတယ်မဟုတ်ဘူးအဲမိုးအုပ်နေပေမဲ့လည်းလိမ့်ဖို့လိုအပ်တယ်။ဒါကြောင့်ဆရာမတို့ကချုပ်ပြီးတော့ပြောလိုက်လို့ရှိရင်အပြင်မထွက်ခင်15မိနစ်အလိုပါလိမ့်ရမယ်။အဲ့တော့ ဟိုလုံလောက်တဲ့ပမာဏကိုလင်းရမယ်ပြီးွားရင်အပြင်မှာဆက်နေရမယ်သူတွေဥပမာ engineer တွေ site ထဲသွားရတဲ့လူတွေအနောက်အပြင်မှာအလုံးလုံးရတဲ့သူတွေနောက်တစ်ခုကနေဒီမှန်ဒီကနေပြီးတော့နေရှိန်နေတဲ့နေရာမှာရှိရတဲ့လူတွေကာမောင်းသွားမယ်သူတွေအပြင်မှာကြာမယ်ဆိုလို့ရှိရင်နှစ်နာရီချားတစ်ခါလောက် sunscreen ကိုအဲထပ်ထပ်ပြီးတော့လိမ့်ပေးရတယ် ဟုတ်ပြီအဲ့ဒါဆို sunscreen ကလိမ့်တာဟုတ်ပါပြီညကြရင်ရောအိမ်ပြန်ရောက်လို့ရှိရင်ရောဒီဆေးတွေလိမ့်ကန်နေဘယ်လိုလုပ်ရမလဲဆိုတော့ double cleansing ပြန်လုပ်ရတယ် double cleansing ဆိုတော့နှစ်ခါဆေးမယ် micellar water နဲ့တစ်ခါဆေးမယ်ပြီးွားလို့ရှိရင် cleanser နဲ့တစ်ခါဆေးမယ်ဒါက sunscreen သုံးတဲ့လူတွေပြုလုပ်ရမယ်အချက် နေရောင်ကလိမ့်စေး sunscreen သုံးပင်မဲ့လေကြံတဲ့အကာအကွယ်တွေလည်းလိုအပ်တယ်။ဘာတွေလဲဆိုတော့အင်ကြီးလက်ရှိဝတ်တာတို့အုတ်ထုတ်ဆောင်တာထီးဆောင်တာအကာအကွယ်နဲ့နေတာကြံတဲ့အချက်တွေလည်းလိုအပ်ပါတ